အင်ဒိုဝင်ကဆော့မျိုးစိတ်ကြီးတွေမှာဒီအုံတီးအရွယ်ကြီးနိုင်တယ်လို့သိရပါတယ်။နောက်တစ်ခုကဒီအော်ဂနယ်လို့ခေါ်တဲ့ဒီအခေါ်မဲ့ဒီကျိုးဝင်ကဆော့တမျိုးပါပေါ့နော်။ကမ္ဘာအကြီးဆုံးကုန်းနေကျိုးယုံမဲ့တံတဝါတမျိုးဖြစ်ပါတယ်။အဲ့ဒါကတော့ဒီမျိုးစိတ်နဲ့နေထိုင်မှုအပေါ်မူတည်ပြီးတော့ကြွာချပါတယ်။ဥပမာကျွန်တော်တို့တော်ရိုင်းတွေထဲမှာနေမယ်ဆိုရင်ပြပြအဖြစ်9နှစ်ဝန်းကျင်အသက်ရှင်နေနိုင်ပါတယ်။ဒီတချို့သောမျိုးစိတ်ဒီကုန်းနေဝင်ကဆော့တွေကိုကုန်းနေဝင်ကဆော့မျိုးစိတ်တွေကိုဂယူးသက်ဆိုင်တကယ်မွေးမြူမယ်ဆိုရင်ပေါ့နော်စနစ်နှစ်မှာ190အထိ အသစ်ရှင်နိုင်တယ်လို့သိရပါတယ်ခင်ဗျာမင်္ဂလာပါကျွန်တော်ရဲ့ K Blog Channel ကလည်းပြန်လည်ကြိုဆိုပါတယ်ဒီကနေ့ဗီဒီယိုမှာကိုပိုင်အကောမရှိပဲတခြားခရူးကောင်တွေစွန့်ပစ်ထားတဲ့ခရူးခုံကိုယူငားပြီးတော့အသက်ရှင်နေကြတဲ့ဟာမင်ခွားလို့ခေါ်တဲ့ဝင်းစော့ရဲ့ထူးခြားပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်ကလေးတွေကိုပြန်လည်မျှဝေပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ရအောင်ဒါတော့ဟာမီခရုခေါ်တဲ့ဝင်ကဆိုးပဲဖြစ်ပါတယ် မကစော့ရဲ့ထူးခြားချက်ကတော့ကိုပိုင်အကောမရှိတဲ့နူးညက်တဲ့ဝမ်ပိုက်ကိုကောက်ွယ်ဖို့အတွက်တခြားခယူးကောင်တွေစုပ်ပစ်ထားတဲ့ခယူးခုံကိုယူငားပြီးတော့အသက်ရှင်နေကြတာပဲဖြစ်ပါလေဝင်ကစော့တွေရဲ့ဒီလက်တွေခန္ဓာကိုယ်ဖွဲ့စည်းပုံတွေကဒီကနန်းပဇော်တို့လိုမျိုးပုံစံသူဖြစ်တဲ့အတိုင်းထူးခြားပြီးတော့စိတ်ဝင်စားစရာကောင်းပါရဲ့ခင်ဗျာဝင်ကစော့တွေကလက်ဆက်ချောင်းမျိုးစင်ဖြစ်တာကြောင့်စုစုပေါင်းခြေလက်အတွဲ၅အတွဲဒါမှမဟုတ်လက်ချောင်းဆယ်ချောင်းရှိပါတယ်ဒါပေမဲ့သူတို့နေတဲ့ခယူးခုံကြောင့်ဒီအပြင်ကနေမြင်ရတာကတော့၄ချောင်းတာဖြစ်ပါတယ် ဝင်ကစိုးတွေရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကို၃ပိုင်းပိုင်းခြားနိုင်ပါတယ်။နံပါတ်၁ဒီဥကောက်ခွန်နဲ့ရေအောင်ပေါက်ဆက်ထားတဲ့အပိုင်းပေါ့။ဒီဥကောက်ခွန်အဲ့ဒီအပိုင်းကိုမကျော်တဲ့အခွန်ကဖုတ်အုပ်ထားပြီးခန္ဓာကိုယ်ရဲ့အရှိပိုင်းကိုကောက်ွယ်ပေးပါတယ်။ခြေတံပေါ်မှာရှိတဲ့မျိုးလုံးတွေကတော့ပတ်ဝန်းကျင်ကိုအကဲခတ်ဖို့ပြုနေပေးပါတယ်။ပြီးတော့ ရှည်တဲ့ဥမင်နှစုံနဲ့တူပြီးကွေးနေတဲ့ဥမင်နှစုံစုစုပေါင်း၄စုံရှိပါတယ်သူတို့ကတော့ဒီအရတာခန္ဓာအနတ်ခန္ဓာအထီးသွေးသိရှိတာစတဲ့အာယုခန့်လုပ်ငန်းတွေအတွက်အဓိကတော့မှတယ်เนาะအစာတွေကိုဒီကျွန်တော်တို့ကင်တွယ်ပြီးပါဇက်သေးကိုထပ်သွင်းဖို့အသုံးပြုတဲ့ခြေလက်သေးသေးတွေလည်းရှိပါသေးတယ်နံပါတ်နဲ့အချက်ဒီဝမ်ဘတ်အပိုင်းပေါ့နော်ဒီဝမ်ဘတ်အနေထားဒီအပိုင်းကတော့အလွန်နူးညံ့ပြီးလုံးပိုက်ပုံစံရှိတာကြောင့်ခရုခွန်ရဲ့အတူပိုက်ပုံစံနဲ့လောဝအံဝင်ခွေကြဖြစ်ပါတယ် ဒီအသွင်းပိုင်းအင်္ဂါတွေထဲမှာကျွန်တော်တို့အစာချေစနစ်နဲ့ဒီမျိုးပွားအင်္ဂါအစိပ်ပိုင်းတွေကဒီအလော်ဒီအလော်နူးညက်တဲ့ဝမ်ပိုက်ထဲမှာတည်ရှိပါတယ်။ဒါကြောင့်အခွန်အားသူတို့အတွက်မရှိမဖြစ်တက်တဲ့အရေးကြီးတဲ့အကောင်အွယ်ဖြစ်ပါတယ်။ဒီအသွင်းပိုင်းရဲ့အစောဆုံးမှာရှိတဲ့အသေးဆုံးခြေလက်အတွက်ကတော့ချိန်များပုံစံလိုဖြစ်ပြီးတော့ဒီခရူးခော်ရဲ့အသွင်းပိုင်းကိုဒီဖန်းမြဲမြံစွာဖန်းစုံထားနိုင်ဖို့အထူးပြုလုပ်ထားတဲ့မျိုးဖြစ်ပါတယ်။အသုံးချက်ကတော့ဘတ်ပေါ့နော်။ဒီကုန်းမှနေတဲ့ဝင်းကဆော့တွေမှာဒါအထူးပြုလုပ်ထားတဲ့ဘတ်တွေရှိပါတယ်။ ဒီသူတို့ရဲ့ဘဟတ်တွေကိုအမြဲတမ်းစိုးစော့နေဖို့လိုအပ်တာကြောင့်ဒီကုန်းမနေတဲ့ဝက်ကဆူတွေကရေထဲကိုမကြခဏဆင်းပြီးတော့သူတို့ရဲ့ဘဟတ်တွေကိုရေဖြစ်တင်ကြပါတယ်သူတို့ကရေထဲမှာအသက်ရှူနေပြီးမဲ့ကုန်းပေါ်မှာပဲအဓိကနေကြပါတယ်ဝက်ကဆော့တွေမှာအမျိုးအစားနှစ်ခုရှိပါတယ်ပင်လယ်နေအမျိုးအစားနေကုန်းနေအမျိုးအစားဆိုပြီးတော့အမျိုးအစားနှစ်ခုရှိပါတယ်ဒီပင်လယ်နေမျိုးစိတ်တွေကတော့ဒီသမုတ်တရားရေဒိပိုင်းအာသမုတ်တရားရေဒိပိုင်းဒီရှော့ပြင်းဒီကြောက်ဆောင်ကာယဝဋ်တွေမှာနေထိုင်ကြပါတယ် ကုန်းနဲ့မျိုးစိတ်တွေကတော့ဒီကန်းချေတဲတောင်ပြင်းဒီရေတော်တွေနဲ့ဒီတချို့ဆိုရင်တစ်ပင်တွေမှာနေထိုင်ကြပါလိမ့်မယ်။ဝက်ကဆော့တွေကညပြတ်ဖက်ပြီးတော့အစာရှောင်ပွေတဲ့တရဝါးဖြစ်ပါလိမ့်။သူတို့ရဲ့ခန္ဓာကိုယ်ကြီးထွားလာတဲ့အခါလက်ရှိရှိတဲ့အခွန်ကကျင်းမြောင်းလာတာကြောင့်ပိုကြီးတဲ့ခရုခော်အသင့်ကိုမဖြစ်မနေရှောင်ပွေရပါလိမ့်။တကယ်လို့သူတို့ရဲ့တစ်တော်တဲ့အခွန်မတွေ့ခဲ့ရင်ဒီတားကောင်တွေရံကနေအလောမင်းအန်ရည်များပါလိမ့်။ ဝင်ကစောတွေကသူတို့နေထိုင်ရာခေဟာခေဟာစနစ်တွေအရေးပါတယ်အခန်းကဏ္ဍမှာပါဝင်ပါတယ်ဒီရေညစ်ပင်အပင်အပိုင်းစားနဲ့အခြားသရဝါတွေရဲ့အသေးကောင်တွေရဲ့ဒီအညစ်အကြေးတွေကိုစားသုံးဖယ်ရှားပေးခြင်းဖြင့်ပတ်ဝန်းကျင်ကိုတန့်ရှင်းစေပါတယ်သူတို့စားသုံးလိုက်တဲ့အရာကနေအာဟာရဓာတ်တွေကိုမြေကြီးထဲဒါမှမဟုတ်ပင်နဲ့ထဲကိုပြန်လဲရောက်ရှိစေပြီးတော့တခြားသရဝါတွေကိုအကျိုးပြုပါတယ် ီတင်းငယ်တဲ့ဝင်းကဆိုးတွေကဒီငါးကြီးကလန်းကြီးဒီငက်တွေရဲ့တားကောင်ဖြစ်တယ်လို့သူတို့ကိုယ်တိုင်ကလည်းဒီတင်းငယ်တဲ့တားကောင်တွေနဲ့ရင်ကြီးပင်တွေကိုစားသုံးတဲ့တားကောင်ဖြစ်ပါတယ်။သူတို့အတော်ပြုလိုက်တဲ့ခရူးခော်တွေကိုတဏျာကနေတဏျာကိုတည်ယူပင်းချင်းဖြစ်ဒီဒီခရူးကောင်တွေရဲ့မျိုးစိတ်တွေကိုပြည့်နှက်သွားဖို့ကိုတွယ်ဝိုက်ပြီးတော့အထောက်ကူပြုပါတယ်။ဝင်ကစော့တွေရဲ့မျိုးပွားပုံကတော့ဒီကောင်းနေဝင်ကစော့တွေမိတ်လိုက်တဲ့အခါမှာဒီအဖိုးကအမရဲ့အခုံထဲကိုတုပ်ပိုးထုတ်ကိုရဲပြောင်းပေးပါတယ် အမကဒီဥပေါင်းထောင်ချီကိုဒီဝမ်ဘိုင်းရဲ့အောက်ခြေမှာတည်ဆောင်ထားပါတယ်။ဒီဥတွေရစ်ကျက်လာတဲ့အများအုံဒီရောက်ကနေမီခိုးရောင်အထိပြောင်းလဲသွားလေးရှိပါတယ်။ဒီအမကဒီဥတွေကိုပင်လယ်ရေထဲကိုလှော့ချလိုက်တဲ့အခါမှာဥတွေကကွဲထွက်သွားပြီးဒီပင်လယ်ရေထဲကိုမျောလွဲ့ပြီးတော့တားလောက်အစစ်ကိုစတင်ပါတယ်။ဒီတားလောက်အစစ်ရေ40မှာရေ60အထိအစစ်စစ်ဖြန့်သွားပြီးတဲ့နောက်မှာဒီပုံစံလို့ခေါ်တဲ့ပုံစံတစ်ခုကိုပြောင်းလဲသွားပါတယ်။ ဒီအဆက်မှာသူတို့ကခရုခော်ကိုစတင်ရှာဖွေပြီးကုန်းမနေတဲ့ဝင်ကစော့အဖြစ်စတင်လာပါတော့တယ်သူတို့ရဲ့ခန္ဓာကိုကြီးထွားလာမှုအတွေ့အဟောင်းဖြစ်တဲ့ဒီခေါင်းခော်ကိုလဲချရပါတယ်ဒီဖြစ်စဉ်ရဲ့ရေ60အထိကြာနိုင်ပြီးဒီအချိန်ထဲမှာသူတို့ကအလွန်ကိုအားနေနေတတ်ပါတယ်ဝင်ကစော့တွေရဲ့အရွယ်စားကတော့မျိုးစေ့အလိုက်အလွန်ကိုကွာချပါတယ်အချို့သောမျိုးစေ့တွေမှာအနည်းငယ်သောမီလီမီတာအရှိတာရှိပါတယ်ပြီးတော့အင်ဒိုဝီကဆိုမျိုးစိတ်ကြီးတွေမှာဒီအုတ်ဒီအရွယ်ကြီးနိုင်တယ်လို့သိရပါတယ်နောက်တစ်ခုကဒီအော်ဂနယ်လို့ခေါ်တဲ့ဒီ အခေါ်မဲ့ဒီကျိုးဝင်းစုတမျိုးဟာပေါ့နော်ကမ္ဘာအကြီးဆုံးကုန်းနေကျိုးယုံမဲ့တံတဝါတမျိုးဖြစ်ပါတယ်။အစ်တဲကတော့ဒီမျိုးစိမ့်နဲ့နေထိုင်မှုအပေါ်မူတည်ပြီးတော့ကွာခြားပါတယ်။ဥပမာကျွန်တော်တို့တော်ရိုင်းတွေထဲမှာနေမယ်ဆိုရင်ပြပြအဖြစ်9နှစ်ဝေါ်ချင်အသက်ရှင်နေနိုင်ပါတယ်။ဒီတချို့သောမျိုးစိမ့်ဒီကုန်းနေဝင်းကစုတွေကိုကုန်းနေဝင်းကစုမျိုးစိမ့်တွေကိုဂယူးသက်ဆိုင်တကယ်မွေးမြူမယ်ဆိုရင်ပေါ့နော်7နှစ်နှစ်မှာ2.80အထိအသက်ရှင်နိုင်တယ်လို့သိရပါတယ်ခင်ဗျာ။ဝင်းကစုတွေမှာတကယ်ကိုထူးခြားပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်ကလေးတွေရှိပါတယ်။ဝင်းကစုတွေရဲ့အထူးခြားချက်ကတော့ ဒီသူတို့ရဲ့ခန္ဓာကိုယ်ကိုကာကွယ်ဖို့အတွက်ဒီခရုကောင်တွေစိုးပစ်ထားတဲ့ခရုခော်ပေါ်မှာလောဝမီခိုနေရတာဖြစ်ပါတယ်။ဒါပေမဲ့သူတို့နဲ့တက်တော့တဲ့ခရုခော်တွေရှားပါလာတဲ့အခါမျိုးမှာထူးခြားတဲ့အပြုမူလေးတွေဖြစ်ပေါ်လာကြပါတယ်။နံပါတ်၁ချက်အဖွဲလိုက်အခေါ်လဲလဲတာမျိုးပါနော်။ဘုကဆုတကောင်ကကြီးထွားလာတဲ့အခါမှာသူလက်ရှိရှိတဲ့အခေါ်ကနေပိုကြီးတဲ့အခေါ်အတွက်ကိုပြောင်းချင်တဲ့အခါမျိုးပါပါနော်။တကောင်နဲ့တကောင်တန်းစီပြီးတော့စောင့်နေကြပါတယ်။အဲ့တော့အကြီးဆုံးဝင်ကဆုကောင်က ဒီလက်လက်နေတဲ့အခွန်ဒါမှမဟုတ်သူအစ်စ်ရှာပွေထားတဲ့အခွန်ပေါ့နော်ပိုကြီးတဲ့အခွန်အဲ့ဒီထက်ကိုဝင်လိုက်တာနဲ့သူ့ရဲ့လက်လက်နေတဲ့အခွန်ထက်ကိုနောက်တစ်ခါကချက်ချင်းဝင်ယူလိုက်တာဖြစ်ပါတယ်ဒီလိုမျိုးဇက်တိုက်လဲလက်ချင်းနောက်ဆုံးဒီဝင်ကဆုံငယ်အထိသူနဲ့တစ်တော်တဲ့အခွန်ရရှိသွားတဲ့အထိဖြစ်ပေါ်တတ်ပါတယ်ဒီပြုမော်ကဒီအဖွဲလိုက်ဒီအုပ်စုဖွဲအဖွဲလိုက်ဒီပူပေါင်းဆောင်ရခြင်းရဲ့ဥပဒေတစ်ခုမျိုးဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဒီလူယူတာနောက်တစ်ချက်ကတော့ဒီလူယူတာမျိုးပေါ့နော်တိုက်ခိုက်လူယူတာမျိုးပေါ့နော်ဒီ သူတို့ ਨੇ တက်တော်တဲ့ခယူခော်ဒီခယူခော်တွေရှားပါလာတဲ့အခါမျိုးမှာအင်အားကြီးတဲ့ဒီဝင်ကဆုကောင်က အင်အားငယ်တဲ့အကောင်ရဲ့အခွန်ကိုတိုက်ခတ်လူယူတာမျိုးလည်းရှိပါတယ်။ဝင်ကဆော်ရီရဲ့ခန္ဓာကိုယ်ကတမကနန်းတွေနဲ့လောကမတူဘဲအလွန်နူးညံ့ပြီးလောဘိုက်ပုံစံရှိတဲ့ဝမ်ဘိုက်ရှိပါတယ်။ဒီပုံစံကခယူခော်ရဲ့အသွင်ပိုင်းပုံတံနဲ့လိုက်ရောညီထွေးဖြစ်အောင်တိစောက်ထားပါတယ်။ဝမ်ဘိုက်ရဲ့အဆုံးမှာအတူဆုံးချစ်တော့အတွဲတစုံရှိပါတယ်။ ဒီ6လောက်တွဲတွေကဂျိတ်လိုမျိုးဂျိတ်လိုမျိုးအလုံးလုံးပြီးဒီခရူးခော်ရဲ့အသွေးမိုက်ကိုမြဲမြံစွာဖမ်းဆုပ်ထားနိုင်ဖို့ကူညီပေးပါတယ်။ဝေကဆော့တွေကတခြားတဲ့ဝါဒီနဲ့အကျိုးသူပူးတွဲနေထိုင်တတ်ကြပါတယ်။ဥပမာကျွန်တော်တို့ဒီပင်လယ်ဒီဝေကဆော့ကောင်တွေနေတဲ့အခေါ်မှာဒီပင်လယ်ပန်းဒီ sea anemone တွေကိုတွဲကတ်ထားကြပါတယ်။ဒီပင်လယ်ပန်းဒီစီအနီမိုနီအေဘီကဒီအဆဲရှိတာကြောင့်ပေါ့နော်သူတို့ကိုရဲသူရဲကနေကောက်ွယ်ပေးပါတယ်။တစ်ချိန်တည်းမှာပဲသူတို့အစာစားတဲ့အခါမှာဒီအကျွင်းကြံလေးကိုဒီပင်လယ်ပန်းစီအနီမိုနီအေတွေကို အစာပြန်ရစီပါရင်ကဘာပေါ်မှာအထူးခြားဆုံးဝင်ကဆော့မျိုးစေ့ကတော့ဥက္ကနဲပဲဖြစ်ပါတယ်သူဟာကမ္ဘာအကြီးဆုံးကုန်းနှစ်ကြောယုံမဲ့တရဝါတမျိုးဖြစ်ပြီးတော့တမီတာသုံးဘေခန္တီကြီးထွားနိုင်ပါတယ်။သူဟာတားလောင်းဘွားအစ်စ်မှာတခြားတရဝါတခြားဒီဝင်းကဆုကောင်တွေလိုပဲခယူခော်ကိုအတုံးပြတော်လဲအရွယ်ရောက်လာတဲ့အခါမှာအရွယ်ရောက်လာတဲ့အခါမှာသူ့ခန္ဓာကိုယ်ရဲ့ဝမ်းပိုက်ကိုဒီမာကြောတဲ့အခွန်ဖြစ်ကောက်ွယ်နိုင်လာပါတယ်။ပြီးတော့သူရဲ့လက်သန်းတွေဟာ ဒီအလွန်ကိုအားကောင်းပြီးအုံသီးမမာတွေကိုဒါအလွယ်တကူခွဲနိုင်တဲ့စွမ်းရည်ရှိတာကြောင့်အုံကနဲလို့နာမည်ပေးခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒါကတော့ဝင်းကဆော့တွေရဲ့ထူးခြားပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်ကလေးတွေဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရတဲ့မဲ့ဆိုရင်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်နေအပြီးကြောက်ပါအောင်။ကျွန်တော်နောက်ထပ်တင်တဲ့ဗီဒီယိုလေးကိုသိရှိနိုင်ဖို့အတွက်နေပြီးရခေါင်းလောင်းတွေကိုလည်းနှိပ်သွားပြီးပေါ်ပြချင်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။